ဟောင်ကောင်အထက်မြင့်တိုက်ခန်းတွင်မိလာမှုမှာလူ54ယောက်သေဆုံးပြီး280နီးပါးပျောက်ဆုံးနေ။မင်္ဂလာပါပရိသတ်ကြီးရှင်။ဟောင်ကောင်တိုင်ပိုခရိုင်မှာရှိတဲ့တိုက်ခန်းတွင်မိလာမှုကြောင့်သေဆုံးသူ54ယောက်အထိမြင့်တက်လာပြီးနောက်ထပ်55ယောက်ကတော့စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ဒါဟာဟောင်ကောင်မှာရှိတဲ့အထက်မြင့်လူနေအဆောင်အုံတွေကိုဆယ်စုနှစ်သုံးစုအတွင်းအဆိုးရွားဆုံးမိလာမှုဖြစ်ခဲ့ပြီးလူ169ယောက်ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်လူ40ဟာအခင်းဖြစ်နေရမှာတဲ့အသေးဆုံးခဲ့ပြီး၄ယောက်ကတော့ဆေးရုံအရာမှာအသေးဆုံးခဲ့တာဖြစ်တယ်လို့မိသက်ဌာနဒုတိယညွှန်ကြားရေးမှူးကပြောပါတယ်။ မှောင်မိုက်နေတဲ့အချိန်မှာကယ်ဆယ်ရေးလုပ်ငန်းအတွက်အန္တရာယ်နဲ့အခက်အခဲတွေထပ်မံဖြစ်ပေါ်စေပြီးလက်ရှိအချိန်အထိမီးလောင်ရနေရအတွင်းရှိအပူချိန်ဟာအလွန်မြင့်မားနေဆဲဖြစ်တာကြောင့်အဆောက်အုံနှစ်ခုရဲ့အပေါ်ဆုံးထက်တွေကိုကယ်ဆယ်ရေးဆက်လက်လှုံ့ဆော်ဖို့အခက်အခဲတွေရှိနေတယ်လို့လည်းဆိုပါတယ်အစအုံ၈ခုအနက်၄ခုမှာမီးလောင်ကျွမ်းမှုကို ထိ ंछ ုပ်ထားပြီးညနေပိုင်းမှာတော့မီးငြိမ်းသက်နိုင်လိမ့်မယ်လို့မျှော်လင့်ထားတယ်လို့လည်းဆိုပါတယ်။ ဒီအင်ယာဟာအထက်30ကျော်မြင့်တဲ့တိုက်ခန်းတွဲရှိခုမှာအခန်းပေါင်း2000လောက်ရှိတာလည်းဖြစ်ပါတယ်ကုမ္ပဏီမှာတာဝန်ခံတွေကပေါ်ရုံမှုကြောင့်ဒီမတော်တဆမှုဖြစ်ပွားခဲ့ပြီးမိဟာထိမနိုင်သိမရပြန့်နှံ့သွားပြီးအကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ယုံကြည်ရတဲ့အကြောင်းရင်းရှိပါတယ်ဟုဆိုကောင်းဟောင်ကောင်ရဲတပ်ဖွဲ့အကြီးတန်းရဲရာရှိက ပြောကြားထားပါတယ်အခုလက်ရှိမှာတော့အသက်52နှစ်မှ68နှစ်ကြားရှိကုမ္ပဏီတာဝန်ရှိသူ300ကိုဖမ်းဆီးထားတယ်လို့လဲဆိုပါတယ် ကမ္ဘာလူဦးရေထူထပ်ဆုံးတဲ့အထက်မြင့်တိုက်ခန်းတွေရှိရာစီးပွားရေးမြို့တော်ဟောင်ကောင်မှာဒီမီလာမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့အတိအကျမသိရသေးဘူးလို့လည်းပြောပါရယ်။ဒါပေမဲ့လည်းအေယာကိုပြန်လည်ပြုပြင်ရမှာရိုးရာတရုတ်ပြီးသူကလက်ရရဲ့အဓိကအစိပ်ပိုင်းဖြစ်တဲ့ဝါနဲ့ပိုလီစတိုင်ရင်းဖော့အပါအဝင် မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့တိစားမှုတွေကြောင့်အခုလိုဖြစ်ခဲ့တာလို့လဲဆိုပါရယ် ယခုမိလာမှုကိုတော့အဆင့်၅အဖြစ်သတ်မှတ်ထားပြီးဟောင်ကောင်မှာတော့အပြင်းထန်ဆုံးမိလာမှုဖြစ်တယ်လို့လည်းဆိုပါရယ်။၎င်းဖြစ်ရတဲ့မိလာမှုမှာပဝင်းကျင်ရှိဝါညန်းစင်များကြောင့်ပုံမိုဆိုးရွားလာခဲ့ပုံရှားပြီးအရာဝင်းတစ်ခုလည်းအတွင်ရှိအဆောက်အုံများစွာကိုမိကုဆက်ပြန့်နှံ့သွားခြင်းဟာရှာရှာပါပါဖြစ်ရလေဖြစ်ပါရယ်။ ဟောင်ကောင်ရဲ့အင်ယာဝင်းတွေဟာတင်းငယ်တဲ့အခန်းဖွဲများကိုတိတ်သီးစွာစီစဉ်ထားပြီးအဆောက်အုံများနီးကပ်စွာတည်ရှိတဲ့၎င်းတို့ရဲ့ကျဉ်လက်သောဒီဇိုင်းများကြောင့်လည်းထူးခြားပါတယ်။ဟောင်ကောင်မိသားစုတွေဟာအခန်းစတူရန်ပေတိုင်းကိုဂယုဒဆိုင်အသုံးပြုရတဲ့တင်းငယ်တဲ့တိုက်ခန်းများမှာနေထိုင်လေးရှိတာကြောင့်မိလာမှုကဲ့သို့သော မတော်တဆမှုတွေမှာနေထိုင်သူအများအပြားကိုလျင်မြန်စွာထိခိုက်စေနိုင်တာလည်းဖြစ်ပါတယ်။